ညစွာဘုရားသခင်ဟာတန်တို့တိတ်တမယ်တော်မိနတ်သားကိုအကြောင်းပြု၍ယေရှုဆံရံလို့ငါတရားမင်းဆံရံတာဝရင်သားဝမပန်တို့ကပလာညကြောက်ဖြာချက်တွင်ဗရင်သုံးတော်မူခြင်းဓမ္မသင်္ကနီ၁၂ရက်ညီပင်၁၂ရက်ဓာရုကထာ၆ရက်ပုဂ္ဂလပြည့်ညက်၇ရက်ကထာဝတ္ထု၈ရက်ရမိုက်၂၀ရက်ပဋ္ဌာန်း၂၅ရက် ရပောင်း90ဘွာရင်း3လပတ်လုံးအဘိဓမ္မာတရားတော်ဟောကြားတော်မူပြီးလူကြီးတင်ကပ်တနဂူမြို့ရဲ့တကားဝကိုတရားလက်ရယမလဲဝဲခြံရံပြီးရွှေဆောင်ကံမွေဆောင်ကံလို့လေဗရမယာဆောင်ကံမှာဘုရားရှင်ပြန်ကြတော်မူခဲ့ပါလေအဲ့ဒီနေ့ဟာသတင်းကြလာပြီနေညချမ်းအဘိဓမ္မာခါရိုနိဖြစ်ပါလေရှင်